အားလုံးမင်္ဂလာပါနော်ဒီနေ့ဗီဒီယိုမှာတော့ file နဲ့ folder အကြောင်းပြောပါမယ်နော် file ဆိုတာကတော့ဒီခုမြင်နေရတဲ့အတိုင်းဒီ document လေးလည်းဖြစ်နိုင်တယ်နော်တခြင်းလည်းဖြစ်နိုင်တယ်နော်ဗီဒီယိုလည်းဖြစ်နိုင်တယ်ဓာတ်ပုံလည်းဖြစ်နိုင်တယ်နော်အားလုံးကို file လို့ခေါ်ပါတယ်နော်အဲနောက်တစ်ခုကဒီ folder ဆိုတာပေါ့နော် folder ဆိုတာတော့ဒီလိုမျိုးအဝါရောင်ပုံလေးနဲ့ file လေးဖွင့်ထားတဲ့ပုံလေးပေါ့နော်ဒါရော folder လို့ခေါ်ပါတယ်နော်ဒီမှာဆိုဒီ folder ထဲမှာ file တွေရှိနေတဲ့အတွက်ကြောင့်မလို့လုံးလေးမြင်နေရတာပါဒီ folder ဆိုရင်တော့ဒါဘာမှမရှိတဲ့ folder ပေါ့နော်ဒီထဲမှာဘာမှမထည့်ရသေးဘူးနော်ဒီမှာဒီ folder အဖွင့်ကြီးသူတွေမှာတပ်ပုံမရှိဘူးအဲ့တော့ folder ကိုဘာအတွက်သုံးလဲဆိုရင်ဒီလိုမျိုး file တွေကိုစနစ်တကျသိမ့်ဖို့အတွက်ဒီမှာတော့ file ကနည်းနည်းလေးရှုပ်ဆိုတော့သိမ့်နေတာပေါ့နော်။ file အများကြီးဖြစ်နေပြီဆိုရင်ဒီတပုံရောဗီဒီယိုတွေရောတချင်းတွေရော document တွေရောအဲဒီထဲမှာရှုပ်ရှက်ခတ်နေတာမဖြစ်အောင်ဖို့ file ကိုစနစ်တကျကိုယ့်ဘာကိုအဲတစ်ခုချင်းစီခွဲပြီးတော့သိမ့်လို့ရပါတယ်နော်ဒီလိုမျိုး ဖိုရိုင်ထဲမှာထပ်ထပ်ပြီးဖိုရိုင်ထပ်ပြီးတော့စင်သိရပါတယ်เนาะဒီမှာဆိုရင်ဒါ reservoir ဆိုတဲ့ဒီဖိုရိုင်လေးเนาะအဲ့ဒီဖိုရိုင်ထဲမှာမှာဒီ image เนาะ image ပါဖိုရိုင်လေးတစ်သက်တစ်ခုရှိတယ်เนาะဒီထဲမှာထပ်ပြီးတော့ဖိုရိုင်အစ်တွေထပ်လုပ်လို့ရတယ်เนาะဖိုရိုင်အစ်ထပ်လုပ်လို့ရတယ်အဲ့လိုမျိုးအဲ့လိုမျိုးစနစ်တကျ organize လုပ်ပြီးတော့ file ကိုသိမ်းလို့ရပါတယ်เนาะဒါဆိုရင်တော့ final folder ဆိုတာဘာလဲဆိုတာလေးကိုကျန်ပြီးသိသွားပါပြီเนาะအခု notebook application ကိုဘယ်လိုသုံးရလဲဆိုတာလေးကိုပြောမယ်เนาะ ဲ့တော့ဒီ search box ကနေ note ပတ်လို့ရရှိနိုင်မယ်ဟုတ်ပြီဒါလေးကို click လုပ်လိုက်မယ်ဒါဒီ file ကြီးပွင့်လာပြီဆိုရင်ဒီဆုံး file ကို save လုပ်ရအောင်နော် file create လုပ်တဲ့အခါမှာဒီ file name ပေးရမယ်ပြီးရင်ဒီဘယ်နေရာမှာတင်လဲဆိုတင်မလဲဆိုတော့တက်မှတ်ရမယ်နော်အဲ့ဒီနှစ်ခုလုံးလုပ်ပြီးတော့မှာ file အခု create လုပ်တာပြည့်စုံတယ်နော်အဲ့တော့ဒီနေ့မှာ file name လေးနော် ့အဲတင့်တော်တဲ့နာမည်ဖြစ်နေတယ်လေ။ဒီလိုရှိရင်ဒါကတော့ပိတ်နေပြီနော်ပိတ်နေတယ်။အဲ့တော့ကိုက desktop ပေါ်မှာလည်းသိနေမှာဆိုရင် desktop နော် LED ပေါ်မှာတော့တိုက်ရိုက်တော့တယ်။အခုက desktop ပေါ်ကဒီပိုလာလေးတွေမှာသိနေနေဆိုတာကိုယူရနော်။ဒါလို့တပည့်ကြီးတွေကယူလာတယ်။ဒါမှမဟုတ်ရင်လည်းဒီကြီးအလေးရကြီးဒါလေးကိုကလစ်နေတာနော်။အဲ့လိုမျိုးလုပ်တယ်နော်။အဲ့ဆိုရင် အဲ့တော့ဒီမှာဆိုရင်တိုင်းပိတ်မဲ့နေရာပေါ့နော်ပိတ်မဲ့နေရာ desktop က sample ဆိုလို့ပြတာလေးပါနော်နောက်တစ်ခုနံပါတ်လေးက daily note ဆိုတာလေးပေါ့ save လုပ်လိုက်နော်အဆိုဖိုင်တစ်ခု create လုပ်တာပြီးသွားပါတယ်နော်နောက်ဒီထဲမှာပိတ်နေတာလေးကျင်ကြည့်ကြည့်အဲ့ဒါညောင်းနော်ဆက်ပြီးပတ်နေတယ်။ဟုတ်ပြီ။အဆင်ပြေ။အဲ့တော့ဒီ file လေးတဲ့ကိုကိုသိချင်တဲ့စာသားကြီးနော်မလွတ်စေမစာမရိုက်ခင်နဲ့ ဒီ David စာတိုင်းကိုထည့် copy ပြီးထည့်ချင်တယ်။တခြားဖိုင်တစ်ခုကစာရည်ဒီထည့်ကိုပြောင်းပြီးကိုထည့်တယ်နော်။အဲ့လိုလုပ်မစင်။ရင်းစုံတခြားဖိုင်တစ်ခုဖွင့်တယ်။ဖွင့်မစင်ဖိုင်လေးက open ဆိုတဲ့လိုမျိုးလေးနော်။ဟုတ်ကဲ့လက်ပြီးလို့နေနေနော်။ဒီလိုရှိရင်ဒီထည့်ကနော်ဒီ Friday notes ဆိုတဲ့ဖိုင်နော်။ကိုဖွင့်ချင်တဲ့ဖိုင်ကိုယူနေနော်။ဒီဖိုင်လေးကိုဖွင့်မှာလေးကိုယူလိုက်တယ်ပြီးရင် open ဆိုတဲ့နော်။ဒါဆိုဖိုင်ကို အဲ့တော့ဒီ file ထဲကစာသားယူအားလုံးကိုစစောကလုပ်လိုက်တယ်ပန်တက်လေးနော်ပန်တက်ဒီလို့ဆိုရင်ပန်တက်လေးတွေ copy ကိုချက်နော်ဒါဆိုရင်တော့ဒီစာသားယူအားလုံးဆက်လက်လုပ်ရအောင်နော်ဒါဆိုရင် edit ထဲရနေဆက်လက် all ဆိုတာမျိုးရေးရနှိပ်ရနော်ဆက်လက် all ဒါဆိုသူကအားလုံးဆက်လက်လုပ်အောင်နော်ဒါကတော့တနည်းပါနော်နောက်ထပ်တနည်းကဒီပုံမှာ right click နဲ့ဒီ select all ဆိုတာမျိုးကို click လုပ်မယ် ါလေးရနောက်တစ်ခုလာနော်ဟုတ်ပြီနောက်ထပ်တပီနောက်ဆုံးတပီရတော့ဒီ keyboard shortcut သုံးနေတာနော် keyboard shortcut ဆိုတာဒါလေးကို keyboard shortcut လို့ခေါ်တာနော်ဒီကဆက်လက် all လုပ်ခြင်း control ရဲ့ a ရဲ့ drain နဲ့ရနော် control ရဲ့ a ရဲ့ drain နဲ့ရတယ် keyboard ပေါ်မှာလေ control ရဲ့ a ရဲ့ဟုတ်ပြီဒါဆိုအားလုံးဆက်လက်လုပ်ပါဦးနော်ဒီ keyboard shortcut ဆိုတာကတော့နောက်ပိုင်းဟို ဒီကြွကျင်သွားတဲ့အခါနော်ဒီလိုမျိုးစာမျက်နှာရည်အများကြီးကိုပြန်ဆင်ရတဲ့အခါမျိုးမျိုးဆိုရင်ဒီ keyboard shortcut က mouse ပုံရံထပ်ပြီးရွယ်ကူပြီးတော့အချိန်ကုန်တတ်ပါစေနော်အဲတော့ဒီလိုဆိုရောဒါလေးကိုအခုဒါလေးကို right click နဲ့ပြီးတော့ select လုပ်လိုက်ပြီးပြီးလို့ရှိရင် copy ပြီးမယ်နော် right click နဲ့ပဲယူလိုက်နော် copy copy ပြီးရင်ကိုကူးထည့်ခြင်းတဲ့ file လေးကိုဖွင့်နော်ကိုကူးထည့်ခြင်းတဲ့ file လေးကစစောကဒီ daily note နော်ဒါလေးကိုဖွင့်ရအောင် ဲလွှဲနေခွန်းလာပြီပြင်ဒီထဲကို paste လုပ်ရအောင်เนาะเนาะ edit ထဲကနေလေ paste okay ဒါဆိုရင်เนาะကိုကူးချိန်နဲ့စာသားလေးကိုကူးထည့်ပြီးတော့เนาะဟုတ်ပြီဒါလေးကို message ဆက်လိုက်အဲ့တော့ဒီ notepad ထဲမှာဘာတွေလုပ်လို့ရသလဲတစ်ချက်ကြည့်ပြီเนาะအဲ့တော့ဒီ cut copy paste ဒါလေးသိသွားပြီเนาะဒီ cut copy paste delete เนาะဒီအရာလေးတွေကကိုလုတ်ချင်တဲ့ စာသားကိုဆက်လက်လုပ်ပြီးမှဒါလေးကိုနှိပ်ပြရပါမယ်နော်ခုဆက်လက်လုပ်လိုက်ပြီနော်ဆက်လက်လုပ်ပြီးဆိုရင်ဒီညာလေးတွေကနှိပ်လို့ရပါမယ်နော်ဆက်စောရာဒီညာမှာကြည့်ကြည့်လိုက်နှိပ်နေတုံးလို့မရ space ကလည်းလိုချင်တာတွေနှိပ်လို့မရနော် cut copy delete နော်နော်အဲ့တော့ရင်းလို့ဆက်လက်လုပ်ရပါတယ်သူနော်ကြောက်ကော်ပြီးပေးစ်ကိုသုံးမယ်ဒလိလို့သုံးမယ်ဆိုလို့ရှိရင်ဒါတွေကို ဆက်လက်လုပ်ပြီးတော့မှလုပ်လို့ရပါတယ်သုံးလို့ရတယ်เนาะသုံးလို့မရအောင်ဆိုရင်တော့ဒီညာလေးမှာမှိန်နေတာเนาะမှိန်နေတယ်ဆိုရင်ဒါသုံးလို့မရဘူးသိရပါเนาะ